ကျမတို့ရဲ့အကြောင်းတော်ကြီး Grace Institute of Theology ဟာထိုင်းနိုင်ငံမဲဆောက်မြို့မှာတည်ရှိပါတယ်။2009ခုနှစ်ဇွန်လ6ရက်တွင်စတင်ဖွင့်လှစ်တည်ထောင်ခဲ့ပြီးယနေ့ချိန်တွင်ကျောင်းသားကျောင်းသူပေါင်း60ခန့်နဲ့အတူဆရာဆရာမများဒါနာပြုဆရာများနဲ့ဒေသခံတင်အုပ်ဆရာများတို့ပူးပေါင်းကသင်ကြားလျက်ရှိပါတယ်။ ျမတို့ရဲ့အကြောင်းတော်မှာ program မျိုးရှိပါတယ် BTH နဲ့ LTH ဖြစ်ပြီးမျိုးမျိုးစလုံးကို၄နှစ်တိတိတင် जा ခံယူရမှာဖြစ်ပါတယ်ကျောင်းသူကျောင်းသားများဟာတနင်္လာမှတောက်ကြနေ့အထိမနက်6နာရီတွင် Morning Devotion အားဖြင့်နေ့တစ်ကိုအစပြုပါတယ်နေ့လယ်7နာရီမှတစ်ချိန်ဆရာဆရာမများနဲ့အတူ ဝပြုတ်ကိုကိုွယ်ပြီးည9:00နာရီမှာ night devotion ဖြင့်တစ်နေ့3ချိန်ပြားခင်နဲ့အချိန်ယူကြပါလေ။နှုတ်ကပတော်တင်ယူချိန်ကို မနေ့ပိုင်း9:00နာရီမှ17:00နာရီထိညနေပိုင်း7:00နာရီမှ3:00နာရီထိတင် जा ခံယူရက်ရှိပါတယ်။စနေတနင်္ဂနွေအပတ်တိုင်းတောင်းတာကျောင်းသူများဟာ Grace Mission အောက်မှာရှိတဲ့အတင်းတော်အတီးတီးတို့တွားရောက်ပါဝင်ရဲ့အစီခံကြပါလေ။ကျမတို့ရဲ့အကြောင်းတော်ကြီးဟာဖခင်အမှုတော်မြတ်အတွက်အစီခံမြင့်အမှုတော်ဆောင်မဲ့သူများကိုဝိညာဉ်ရေးရာတိဆောက်မြင့်တင်ပေးသည့်အကြောင်းတော်ဖြစ်ပါလေ။ထို့ကြောင့်အကြောင်းတော်ကြီးအတွက်အထူးဆုတောင်းပေးစီလိုပါတယ်။ တနစ်လျင်တကြိမ်ဇွန်လဒုတိယပတ်တနင်္ဂနွေနေ့ GNT တောင်းတော်ကြီးနေ့တွင် အသင်းတော်အတီးတီးမှအလူငွေဖြင့်တောင်းတော်ကြီးအတွက်စက္ကပ်ပါဝင်ပံ့ပိုးရန်လေးစားစွာပန်ကြားအပ်ပါသည်တင်းတို့ရဲ့မေတ္တာဖြင့်ပါဝင်တဲ့အလူငွေကိုတောင်းတော်ကြီး၌လိုအပ်တော်နေရာ၌အသုံးပြုလျက်ရှိပါသည်ဥပမာတောင်းတာတောင်းသူအစားတောက် နေရထိုင်ခင်းနဲ့တင်ထောက်ကိုပစ္စည်းများအစရှိတည်တို့၌အသုံးပြုပါလေ။ကျောင်းသားကျောင်းသူတိုင်းအမှုတော်ဆောင်ကောင်းများဖြစ်လာရန်အတွက်ဤအလူငွေသည်အကျိုးတက်ရောက်မှုရှိပြီးအလွန်တန်ဖိုးကြီးလာပါတယ်။မိတ်ဆွေတို့ရဲ့ဆုတောင်းခြင်းနဲ့ပါဝင်လူဒန်းမှုအပြင်ဘုရားခင်ဤနိုင်ငံတော်ကို အတူတကွတည်ဆောက်ပါဝင်ကြပါစို့။အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။ ဖျားခင်ကောင်းကြီးပေးပါစေ။